ီနေ့တော့ဂျပန်ရဲ့နာမည်ကြီးဝါဂယူမဲသားကိုမှပို့ပြီးရနာမည်ကြီးရဲ့မျိုးစားဖြစ်တဲ့မိုကာမီဝါဂယူလို့ခေါ်တဲ့ဝါဂယူမဲသားကိုကစားပါမယ်။သူကဂျပန်တခုထဲမှာနာမည်ကြီးရမဟုတ်ဘဲနဲ့တခြားနိုင်ငံတွေထိပါနာမည်ကြီးရဲ့သူပြောပါရယ်။ဒီနေ့တော့မြန်မာအဲ့ဒီဝါဂယူအမဲသားကိုအတုံးလိုက်ကြီးမှစားပါမယ်။ မမဘာနှစ်ယောက်စားမှာဆိုတော့ဒီတပောင်တုံးကိုပဲမှလိုက်တယ်ပေါ့နော်အစဒီတပောင်တုံးနှစ်ယောက်လောက်ပါမလားဆိုပြီးစိတ်ပူနေတာတကယ်တော့တော်တော်လောက်တယ်လောက်တဲ့အပြင်ကိုကုံအောင်တော့မစားနိုင်အောင်ပေါ့နော်အဲ့လိုလောက်တယ်လို့ပြောရလဲဟိုလိုကိုရီးယားဘာဘီကျူးဆိုင်မှာကိုကိုရီးယားသားကင်းနေအဝါစားတယ်လို့မျိုးဟိုဝတယ်လို့မျိုးပဲမဟုတ်ပေါ့နော်အေးစစ်စစ်လေးအရသာတိကျကျခံစားရင်ဝပါတယ်ပြောဝါကီယိုမဲသားပုံမှန်မဲသားရဲ့အစီတက်ပုံများတော့တော်တော်လေးကိုအီပါတယ်အီပြီးစားလို့ကောင်းတယ်ပေါ့နော်မိမဒီနေ့စားလာ A5 အမျိုးစားပါ effect ကဝါကျူရဲ့ rank နေတဲ့မှာအမြင့်ဆုံး rank အမျိုးအစားဖြစ်ပါတယ်။အဲ့တော့ရတာကတော့ပြောစရာမလိုပါဘူး။ မြမခုသွားဆိုင်ဆိုင်ကနွားတွေကိုသူတို့ကိုယ်တိုင်မွေးထားလို့ပြောပါတယ်။နွားမွေးရဲ့ခြံရဲ့အိကဘုံကတထောင်ရှိရလို့ပြောပါတယ်။သူကကိုယ်တိုင်မွေးထားဖြစ်တဲ့အတွက်ဒီဆိုင်မှာရတဲ့အမဲသားတွေကအရင် fresh ဖြစ်ပါတယ်။မြမကဝါကျူအပြင်အမဲဥတွေလည်းမစားခဲ့ပါတယ်။အမဲဥကအညီတက်လုံးဝမရှိဘဲနဲ့တော်စားလို့ကောင်းတယ်။ဆိုင်ပိုင်ရှင်ကဒီမွေးမြူရည်နဲ့ပတ်သက်တဲ့ကြောင်းကိုပဲတတိချာချာတက်ခဲ့ပြီးရောနွားတွေကိုအကောင်းဆုံးဆိုတဲ့အစားအစာကြီးကျွေးပြီးရောမွေးထားရလို့ပြောပါတယ်။ဒီမှာ Japanese wagyu beef ကောင်းကောင်းလေးစားချင်တဲ့ဒီဆိုင်မျိုးတော့ဘုမြမ recommend လုပ်ချင်ပါတယ်။မြမရောစားပြန်တဲ့ဝယ်ချက်ရှိရဲဝယ်ပြီးရော ြမ္မာရဲ့အားလုံးပဲကြည့်ပါကြည့်တင်ပါရဲ့တတာ